စူပါမိမများမင်္ဂလာပါဒီတစ်ပတ်မှာတော့စူပါမိမတွေအတွက်ကျမကြီးနဲ့ညီညွတ်တဲ့အကြောင်းအရာပေါ့နော်ကျမကြီးနဲ့ညီညွတ်တဲ့နီလန်းတွေကိုလှုပ်ဆောင်ပြီးတော့မှလှပတဲ့ခန္ဓာကိုယ်လေးတွေနဲ့သွားဖို့အတွက်ပေါ့နော်ကျွန်တော်မင်းမြန်ဖို့အတွက်စီစဉ်ထားတာရှိတယ်ဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်ဒီအချိန်မှာအမ်တွေ့ရတာပေါ့နော် fast food တွေမြန်ဆန်တဲ့အစားအသောက်တွေကိုကျွန်တော်ကြိုက်နှစ်သက်တယ်စားတယ်လွယ်လွယ်ကူကူလေးနဲ့စားရတဲ့အခါမှာသို့တော်ညာလဲတစ်ဖက်မှာကျမကြီးနဲ့မညီညွတ်တဲ့အပိုင်းတွေရှိတယ်ဆိုတော့ခန္ဓာကိုယ်တွေက အမ်ဝိတ်တွေတက်လာတာတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအကြောင်းအရာလေးကိုဆွေးနွေးဖို့ဆရာဒေါက်တာဟယ်ရီနူးကိုဖိတ်ခေါ်ထားပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါဆရာဟုတ်ကဲ့ဆရာဒီတစ်ပတ်မှာပေါ့နော်ကျွန်တော်တို့စူပါမီဘာတွေကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားတော့ပြီးတော့မှလှပတဲ့ခန္ဓာကိုယ်လေးတွေဖြစ်ဖို့ပေါ့နော်အဲ့ဒီအရာကိုဆွေးနွေးဖို့အတွက်ဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ဒီခန္ဓာကိုယ်ကတခါတခါမှာပင်ပန်းတာကြောင့်လေဝိတ်ကတက်လာတာတွေရှိတယ်ပေါ့နော်ဘယ်လောက်ပဲလုံလုံဝိတ်ကတက်လာတယ်ဆိုတော့အဲ့ဒီဝိတ်ကိုထိ ိန်းနိုင်မယ်နီလန်းပေါ့เนาะအဲ့ဒီနီလန်းတွေကိုဆရာပြောပြပေးလို့ရမလားဒီဝိတ်တက်တာတော့ကျွန်တော်တို့အဲလူတော်တော်များလည်းတိတိတယ်ပေါ့เนาะဒီကိစ္စကိုလူတော်များသိကြပါတယ်ဟိုဆို အမအမှန်တိုင်းပြောရင်တော့လူတော်များဘယ်လိုလုပ်ရင်ဝိတ်ကြလဲလဲသိကြပါတယ်ဗောနော်ဒါပေမဲ့ကျွန်တော်မြင်လာတော့တိပေမဲ့မလုံနိုင်ကြတာလို့လည်းဖြစ်မှာဗောနော်ဒီနေ့ကတော့ကျွန်တော်ပြန်ပြီးစနှွေးပေးတဲ့သဘောဗောနော်ပြန်နှွေးပေးချင်ပါတယ်စူပါမိပါတွေလည်းလေအဲကျွန်တော်ဝိတ်ထိန်းဖို့အတွက်ကတော့အဓိကအပိုင်းကြီးနှစ်ပိုင်းဗောနော်တစ်ပိုင်းကတော့အစားအသောက် อะอสาตอกสินเนี่ยไปนอกต่อไปก็คือกูเนี่ยไลฟ์สไตล์ป่ะเนาะเอ่อไลฟ์สไตล์ของกูเนี่ยกูแลหลุช่าหมู่ใบใส่อ่ะปูปูไปแล้วပြောขึ้นน่ะป่ะไอ้2ใบไอ้ท่อไต2ไตโหโหไบนูผูช่าနိုင်มาပဲเวทก็แท้งลงอย่างสรอกอินมาดันကျွန်တော်တို့ဒီအစားအသောက်ပိုးများတဲ့ခေတ်ကြီးမှာပေါ့နော်အခက်ခဲနေထိုင်ကြံ့ကြံ့မှသာလင်ဝေးကြတဲ့အဲဟိုပါပေါ့ကျွန်တော်တို့ကျမ်းမာ တန်ဆောင်းတဲ့ကိုခန္ဓာရရှိဖို့အတွက်ပေါ့နော်ဒီအထူးသဖြင့်မြို့နေလူတန်းစားတွေပဲပြောမှာပေါ့နော်အစားတောက်ရွေးချယ်စရာလည်းတအားများတယ်ပြီးတော့ဟိုတက်တောက်တက်တာဖြစ်စရာလည်းတအားများတယ်လေကားတက်စရာမလိုတက်လေကားရှိတယ်လမ်းလျှောက်စရာမလိုဘတ်စကားရှိတယ်အာရုပ်ရှင်ကြည့်ဖို့ရှိတယ်အပန်းဖြေဖို့တွေများတယ်ဆိုတော့အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပြန်ပြီးတော့နှွေးပေးနေတာတော့တိကျကတော့အစားတောက် ခုနဆရာမပြောခဲ့လို့ပဲ fast food တွေရှောင်းတာတို့အစီအစိမ့်တော့အချို့ကြီးတယ်ပြီးလို့ရှိရင်ကိုလက်လူရှာမှုမှာတင်းတင်းလောက်ပတ်တဲ့ကိုလက်လူရှာမှုလည်းလိုတယ်အဲ့နှစ်ခုကိုပြိုင်သူထိနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အာလိုအပ်တဲ့ကိုခဏဘောနော်တန်ကျမ်းမာတဲ့ကိုခဏလေးချိန်ရရှိမှာဖြစ်ပါတယ်ဆရာမ။ဟုတ်ဆိုတော့ကို weight အရင်မတက်သွားဖို့အတွက်ကောဆရာဟိုနီလန်းနေရောရှိလား နီးလန်းနေရတော့ရှိပါတယ်အဓိကတော့ခုနနှစ်ခုပဲပြန်ပြီးတော့ကျွန်တော်တို့အခြေခံပါဘောเนาะအခြေခံမယ်ဆိုတော့အစားတောက်မှာတော့ကျွန်တော်တို့ကအဲကျွန်တော်ရဲ့ဆရာတယောက်ပြောခဲ့သလိုပဲပြောရမယ်ဆိုတော့ဟိုအရသာရှိတယ်အစားတောက်တိုင်းက နာကိုဒုက္ခပေးမှာကြီးပဲစားလို့အရန်ကောင်းတယ်လို့ကိုထင်လိုက်တိုင်းအဲ့ဒါဒီနောက်ဆက်တွဲမှာငါ့ကိုဒုက္ခပေးမယ်ဆိုရင်အတီကိုထိုက်ကတ်ရမယ်ပေါ့နော်အတီတရားလေးကတ်ရမယ်ပေါ့စားလို့အရန်ကောင်းတယ်ကျွန်တော်တို့ကြက်ကြော်တွေပီဇာဟမ်ဘာဂါအခုဆိုကျွန်တော်တို့အနောက်တိုင်းစားတောက်တွေလည်းလွှမ်းမိုးလာတာပေါ့နော်ဒီတစ်ဖက်မှာလည်းအရှေ့တိုင်းစားတောက်တွေဖြစ်တဲ့အဲ့ဒီဒီဒင်ဆန်ရှိတယ်ဟော့ပေါ့ရှိရယ်အခုဆိုမျိုးစုံပဲနော်မာလာရှန်ကောမာလာထန်ကျွန်တော်တို့တချို့တွေစားတော့မစားဘူးသေးဝက်သလန်ကိုရီးယားဆိုလည်းကင်ဘပ်တို့နော်သူရဲ့ဂျပန်ဆိုဆူရှိကလုံးထမင်းနဲ့ပဲအခြေခံနေရပဲဆိုတော့ အစားတောက်ထုတ်ရတာရှိပြီးတော့အရန်စားလို့ကောင်းတိုင်းအဲ့ဒါဒီကိုယ်ကို weight တက်စေမယ် အဲကျွန်တော်မြန်မာတွေအကြိုက်ဆိုတော့ဒံပေါ့နော်ချက်စီထမင်းအဲထောဘတ်ထမင်းအုံထမင်းအဲ့ဒါတွေအရင်စားကောင်းတာပဲအဲအရင်ကိုစားလိုက်ရှာကဒင်းတွေနေရပဲဆိုရင်အဲ့ဒါပြဿနာတက်ပြီအဲ့ဒါကြောင့်အစားအသားတစ်ခုစားကြည့်လိုက်တယ်အော်ဒီစားလို့မကောင်းပေါ့ရှော့နေရပဲစားလို့မကောင်းဖွဲ့တတဲအဲ့လိုမျိုးစင်ကြမ်းပါတယ်ဆိုတော့အဲ့ဒါလေးပတ်ထားပေးပေါ့နော်ဟိုကျွန်တော်တို့တက်တီးဝလန်နေစားယူဆိုအရသာမကောင်းဒါပေမဲ့ကြမ်းပါစေတယ်ဟိုပေါ့ပေါ့ရှော့ရှော့နေဖြစ်နေတဲ့ဟာတွေစားမပါစီမပါတွေကကြမ်းပါရွတ်ညင်ညွတ်တယ်အဲ့တော့ဟို ျွန်တော်တို့ဒီ temptation ပေါ့နော်ဒီစုံစမ်းမှုတော့တော်တော်ခံရမယ်ရန်ကုန်ကဘာဖြစ်လို့ဆိုတော့မြို့နေရန်ကုန်တမြို့တည်းအတွက်တော့ကျွန်တော်ပြောနေရတာပေါ့ဒါပေမဲ့ဒီဘက်ခေတ်မှာဟိုကအစားတောက်ကတော်တော်ဦးရှင်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 းပဲပဲနဲ့ပေါ်များလာတဲ့ခေတ်ဖြစ်တဲ့အတွက်အစားတောက်ကိုစားကန်နေတိုင်းအဲနှစ်ခါသုံးခါလောက်စဉ်းစားငါစားဖို့လိုလားအဲမစားရင်ရောဖြစ်လားဒါလေးကငါကြော်လိုက်ရောရမလားဆိုရင်ကြော်လိုက်တဲ့တစ်ခွက်တိုင်းတစ်နှစ်တိုင်းတော့ကို့အတွက်ကြမ်းမိုက်အတွက်အထောက်အကူဖြစ်လိမ့်မယ်။ဒါကိုစိတ်မထိန်နိုင်လို့စားမိရဲဆိုလို့ရှိရင်တော့ အဲသူရဲ့နောက်ဆက်တွဲမှာသူရိုစီကျိုတက်တိုင်းလက်ရှိမှာဝါလွန်နိုင်လက်ရှိမှာအဲဒီဝါလွန်ရဲ့နောက်ဆက်တွဲမှာကင်ဆာနော်ဒါအဆိုးဆုံးသောပြဿနာပဲပေါ့ကင်ဆာတွေရှိမှာ obesity နဲ့ပတ်သက်တဲ့သူရိုသူရိုစီကျိုပေါ့အဲ့လိုရောဂါတွေလည်းရှိလာမယ်အဲတစ်ဖက်မှာလည်းကိုလက်လူချမှုတွေကလည်းမိထားလို့များကိုလက်လူချမှုကလည်းတကယ်တော့သေချာစဉ်းစားကြည့်ရင်ရှင်းရှင်းလေးနဲ့ကိုမလုပ်နိုင်ကြတာတော်တော်သောဆရာကြီးတမကြီးတွေကိုသွားမိကြည့်လဲသူတို့ရဲ့ဒီ physical activity guideline ကလည်းရှင်းရှင်းလေးပဲတစ်နေ့ကိုနိုင်ယူဝတ် တပတ်ကို9ရက်ပဲအဲ့လောက်လေးပဲလှုပ်ရှားပေးပါပေါ့နော်လှုပ်ရှားပေးပါဆိုတော့ဟိုလိုတက်တောင်းတက်တာအင်းထဲမှာလမ်းလျှောက်တာမျိုးထပ်ပေါ့လေအဲအောက်တော်ထွက်လျှောက်တာဖြစ်ဖြစ်နည်းနည်းလမ်းလျှောက်မကြပြေးမကြ jogging လေးလှုပ်တာဖြစ်ဖြစ်တနေ့ကို9ဝက်ကလေးပဲကုကြမိုက်တော့ရင်းနှီးမြုပ်နေမှာတပတ်ကို9ရက်လုံးတော့သူမလုပ်ခိုင်းတပတ်ကို9ရက်နော်တနေ့ကို9ဝက်လေးတော့လမ်းပုံမှန်လျှောက်မယ်ဆိုနှလုံးရောဂါကို80ရာခိုင်နှုန်းချပလိုက်ပေးနိုင်တယ်လို့အဝါလွန်ချင်းကို90ရာခိုင်နှုန်းကာကွယ်စသဖြင့်သူ့ရဲ့ရလက်တွေအရန်ကောင်းတယ်ဒါပေမဲ့လောမဲ့ဟာလေးကလည်းတိတိမမွားလေးလမ်းလျှောက်တယ်ဆိုရှင်လူလဲစုစရာမလို လို့ဘယ်ကွင်းထဲမှာသွားပြီးဘလုံးကန်တဲ့မျိုးလဲပတ်စံပေးကြမှုရေကူးကန်သွားပြီးတော့ပတ်စံပေးကြမျိုးလဲမဟုတ်ဘူးကို့မှာပါလာပြီးဒါမွေးရပါ6ောင်း9ချောင်းနဲ့တောက်တောက်တောက်နဲ့ရှောင်းနေရုံပဲပေါ့နော်အဲ့လောက်လွယ်တဲ့ဟာတွေကိုတော့မှကျွန်တော်တို့ဒီမျိုးနေလူရန်စားအများစုမလုပ်နိုင်ကြဘူးပေါ့နော်ဒါအဲ lack of physical activity ပေါ့ဒီကိုလက်လှူချမှုနည်းလာတဲ့အခါမှာဝိတ်တက်လာမယ်အစားတောက်ကိုချင့်ချင်မစားသုံးနိုင်တဲ့အခါမှာဝိတ်တက်လာမယ်ပေါ့နော်ဒါဆိုအဲ့နှစ်ခုကိုထိန်းသိမ်းစင်ကြလိုက်မယ်ဆိုရင်တော့ဝိတ်ကြဖို့အကြောင်းတရားတွေဖြစ်လာမှာပဲဟုတ်ဆရာနောက်တစ်ခုကအစားတောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဲ့အစားအသောက်တွေကိုဘယ်လိုရွေးချယ်စားသောက်သင့်လဲပေါ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကတော့ nutritious ဖြစ်တဲ့ခေါ်ပါဘောเนาะ nutritious ဖြစ်တာကအရသာကောင်းတာမကောင်းတာနဲ့မဆိုင်ဘူးပေါ့နော်ဒီအသီးနှံဖြစ်မယ်အသီးရွက်ဖြစ်မယ်ပြီးတော့အသားတွေထဲမှာဆင်တော့ကျွန်တော်တို့က white meat လို့ခေါ်တဲ့အဖြူရောင်အသားအဖြူရောင်အမြင်တတ်ပါတယ်အသားတွေအားပေးတာပေါ့နော်အဲ့ဒါတော့ကြက်သားပြီးလို့ရှိရင်ငါးပေါ့နော်အဲ့ဒီ red meat လို့ခေါ်တဲ့ဟိုစိတ်သားတို့ အတူသားတို့ပြီးလို့ရှိရင်အမဲသားဝတ်သားအဲ့ဒါတွေကတော့ကျွန်တော်တို့ကနည်းနည်းလေးကြမ်းမာရေးအတွက်ဟိုဘဝိတက်ဖို့အတွက်တော်လကောင်းပြီးလို့ရှိရင်ဒီဥမကြီးကစားအတွက်တော်လကောင်းပေါ့နော်ဆိုတော့အသားအောက်ကိုရွေးချယ်မယ်ဆိုတော့ white meat တွေများစားပြီးအကောင်းဆုံးတော့ငါပဲဘာလို့လူကြိုက်အနေဆုံးကလည်းငါပဲလေလူကြိုက်အနေဆုံးမကောင်းဆုံးလို့ခံစားရတဲ့ကြမ်းမာနေညွတ်ဆုံးပဲဘယ်ထိသွားပြီးညင်ညွတ်လိုက်လဲဆိုငါဆိုရင်သူ့အစီအထိပါသွားညင်ညွတ်တာဝတ်သားဆိုအစီစားလိုက်ရင်ပြဿနာအများကြီးပဲဟိုအမဲသားမှာပါတဲ့အစီနှစ်တက်တွေလည်းပြဿနာအများကြီးပဲဒါပေမဲ့ငါမှာပါတဲ့အစီစားရင် အစီတဲ့အတူမှာအိုမီဂါတွေပါတယ်ဆိုတော့ငါးသည်သူ့အစီအစားဟိုစိတ်အေးလက်အေးစားနိုင်တဲ့အစားတောက်တွေမှာငါးပါတယ်ပေါ့နော်အဲ့တော့ငါးဆိုရဲဟင်းလျောက်လည်းပို့ပြီးရွေးပေးကြပါတခုပဲ ဟိုကြမ်းပိုင်နေညွန့်တဲ့အမြောက်သူ့မှာပြဿနာလည်းများတယ်လေငားဆိုတာလူကြိုက်နေတဲ့အပြင်အယိုးများတာအယိုးစူးတာအယိုးအာကောင်တက်တာကလေးမှလည်းကျွန်တော်တွေ့ရလို့ကျိုးဆိုငားဆိုရင်ကလေးကိုကြွေးမယ်ဆိုရင်အစ်ဟိုအချိန်ချင်းပြန်ကြည့်ရတယ်အယိုးသေးလေးပါသွားမှဒီကျွန်တော်တမီးလည်းကျွန်တော်တခါဆိုငားနဲ့ပတ်သက်တဲ့ဟာကြီးကြွေးပြီဆိုရင်အယိုးကို check counter check double check လို့ check ရတယ်ဘာလို့ဆိုတော့ သူ့အယူလေးတွေစူးသွားရင်တော့ခါရောက်တာလည်းရှိတယ်ဒါမဲ့လည်းငါဟင်းကိုမြန်မာရွေးချယ်ပါအတီးအရွက်တွေမြန်မာရွေးချယ်ပါအတီးတီးဝလံကတော့လည်းအခါလို့သာစားပြီပေါ့နော်ဒါပေမဲ့တိတ်ချိုလုံးနဲ့အတီးတော့ကျွန်တော်တို့ကတော့ဟာမဲ့ပေးပေါ့နော်အခုနောက်ပိုင်းဟိုဘယ်လိုပြောမလဲစားတော့တရားပြုတ်ပြင်းတာတွေများလာတော့အတီးတွေလည်းချိုရဲတာပဲလိမ္မော်တီးစားလည်းချိုချိုကြီးပန်းတီးကလည်းချိုရဲပြီးရင်အဲစပြစ်တီးဆိုလည်းချိုနေပါပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းစီချိုတော့အဆင်မပြေပြန်ဘူးတီးတီးဝလံလာတဲ့အချိုတွေလည်းစီချိုဖြစ်စေတဲ့အချိုတွေမှာပါနေသေးတယ်ဒါကြောင့်မလို့တီးတီးဝလံထက်တောင်မှအရွက်တွေပေါ့ ါเนาะအရွက်တွေများများစားပေးပါပြီးလို့ရှိရင်အဆိအဆန်တွေပေါ့เนาะ nuts တွေများများစားပေးပါပြီးလို့ရှိရင်ဟို calorie နည်းတဲ့ high ဟိုဗတ်မင်းတွေပါဆိုရှော့ပေးပါ အချိုတွေရှော့ပါပြီးတော့ခုနပြောတဲ့ဟိုဗောအသားချင်းရှင်မဲ့ဆိုတော့ငါများများစားပေးပါเนาะအဲ့လိုအဲ့ဒါတော့ အစားတောင်းတဲ့ပတ်ပြီးရွေးချယ်မှုလေးတွေပေါ့ကျွန်မကျမ်းမာစီရဲ့အရာကျမ်းမာစီရဲ့အရာလေးဆိုတော့တခါတခါကျမ်းမာတဲ့အစားအစာကိုပဲရွေးပြီးတော့စားတဲ့အခါမှာလေဟိုအာဟာရများရှိပါမလားဆိုတော့အတွေးမျိုးကလည်းဝင်လာသေးတယ်ဆိုတော့အာဟာရနဲ့ပြည့်ဝတဲ့ကိုက်ညီတဲ့ပေါ့နော်အစားအသောက်ကိုဘယ်လိုရွေးချယ်စားတောက်သိနေလဲဆိုတာအဲ့ဒါဆရာမပြောတာအရင်မှန်တယ်ပေါ့နော်ကျွန်တော်တို့တခုပဲဇောင်းပြီးစားလိုက်တဲ့အခါမှာဟိုလိုအပ်တဲ့အာဟာရဓာတ်တွေသူ့ရဲ့ဟိုအဓိကကြတဲ့အခြေခံအစားအသောက်အုပ်စုတွေမပြည့်ဘူးဆိုရင်လေခန္ဓာကိုယ်ရဲ့နေ့စဉ်လိုအပ်ချက် တရားမပြည့်မိဘူးဖြစ်ပြန်တယ်။ဖြစ်ပြန်တော့ကျွန်တော်ကဘယ်ဘက်ကိုအကြံပေးလဲဆိုအများဖြင့်ကျွန်တော်နဲ့တွေ့တဲ့လူနာတိုင်းကတော့ကျွန်တော်ပြောတာလေတင်းလျော်တော့အားစီတစ်ခုခုအရွယ်မရွေးမိွဲလို့ရတယ်။ အဲ့ဒါကိုကျွန်တော်တို့က supplement လို့ခေါ်တာပေါ့နော်ခုနကခဏကိုမှလိုတဲ့ဟာကိုကိုကဟို supply လုပ်ပေးတာပေါ့နော် supplement လေးလိုတယ်အဲ့ဒါကမြန်မာလူမျိုးဒီဟိုအတွေးခေါ်နည်းနည်းယူဆမှားတာကြတော့ဟိုအားစေးတောက်လို့ရှိရင်ဝလာတယ်လို့ပြောလို့ရှိရင်အားစေးဆိုတာတက်ကြီးရင်လိုလာပြီလို့ပါတော့မဟုတ်ပါဘူးပေါ့နော်တကယ်တော့အရွယ်တိုင်းမှာအားစေးလိုတယ်မွေးကင်းစားလည်းသူအားစေးရှိတယ်အဲ toddler လို့ခေါ်တဲ့တောက်တောက်သွားရင်မှလည်းသူအားစေးရှိတယ်ကလေးငယ်လေးမှလည်းသူနဲ့တက်ဆိုင်တဲ့အားစေးရှိတယ် ခန္ဓာကိုယ်ဖြစ်တည်မှုမတူတာနဲ့ပြပါတော့ formula တွေလည်းမတူပါဝင်တဲ့ ingredient တွေ compound တွေ minerals တွေ vitamins တွေလည်းအချိုးအစားမတူဒါပေမဲ့လိုတဲ့ဟာကိုသူတို့တွေပေါ်ဆက်ထားပြီးသားတကဘာလုံးမှာလည်းရှင်းမှပြလည်းရှိတယ်။ teenager ရောက်သွားတဲ့ဆယ်ကျော်တောင်လည်းဆယ်ကျော်တောင်အားစီရှိတယ်။ဒီလူလက်ပိုင်း young adults တွေမှာလည်းရှိတယ်။လူကြီးပိုင်းမှာလည်းအကုန်ရှိတယ်။အဲ့တော့ကိုစားတဲ့အစားအသောက်မှာကိုကအစားအသောက်ကြီးများရတဲ့လောက်အောင်ကြမ်းမိုက်တွေရှောင်ပြီးတော့ဟိုရှောင်ဒီရှောင်နဲ့စားနေရဆိုလို့ရှင်တော့ ဆပ်ပလီမန့်နေ့တိုင်းပုံမှန်မျှဝေပေးဖို့ကျွန်တော်အကြံပြုတယ်ပါနော်ကျွန်တော်ကတော့ကိုကိုရန်အဖြစ်လဲအသက်30ရာဆပြီးတော့ဆပ်ပလီမန့်တခုကျွန်တော်စတောက်တယ်အခုကျွန်တော်အသက်39ရာဝင်သွားပြီဖြစ်တဲ့အတွက်9နှစ်စာလောက်ပေါ့နော်အဲဘာလို့ဆိုအသက်ကြီးလာမှာ ဟိုအားစေးစားတောက်မယ်ဆိုတဲ့စိတ်ကိုမမွေးတာဘူးပေါ့နော်အဲအသက်ရွယ်တိုင်းမှာကိုစားရစားတောက်တယ်မှာကိုစားတာဒီကျွန်တော်ဆိုရင်အသားစားကြိုက်တယ်အတိရွယ်အားနေတာဖြစ်တဲ့အတွက်အတိရွယ်မှာရမယ့် vitamin mineral တွေတချို့ကဆိုတော့ကျွန်တော် trace element လို့ခေါ်တဲ့တိတိလေးပဲလိုလိုက်တဲ့ selenium တို့ manganese တို့အဲ့ဒါလေးတို့နာမည်ကြီး calcium တွေ vitamin AB တွေမဟုတ်တဲ့ဟာမျိုးလေးတိတိလေးလည်း titanium လေး selenium လေးတွေ manganese လေးတွေအဲအဲ့လိုလေးပေါ့နော်လိုတဲ့ဟာလေးတွေအားစားအားစေးတယ်မှာကြတော့ ကိုယ်နဲ့ကိုက်နေတဲ့အားစီကိုရွေးချယ်တုံးဆွဲပြီးတော့လေ supplement လည်းဖြည့်ပေးဖို့လိုအပ်ပါတယ်ဟုတ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 ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်အဲ့တော့ super မိဘတို့ရဲ့ကျမတို့ရဲ့မိဘတွေဖြစ်လာတဲ့အခါမှာကျန်းမာဖို့အရင်အရေးကြီးပါတယ်ကိုကျန်းမာမှကိုသားသမီးတွေပျော်ရွှင်မယ်ကျန်းမာမယ်မိသားစုအကုန်လုံးကဝမ်းမြောက်ရမှာဖြစ်ပါတယ်ဆိုတော့ကိုကကျန်းမာပြီးတော့မှအားရှိနေဖို့ရန်အတွက်ကိုဒီနေ့ကျမတို့အဲကြားရရတဲ့အတိုင်းပဲပေါ့နော်စားတောက်နေတဲ့အစားအစာတွေကအဆင်မပြေနေဘူးလျှော့ဖို့ရန်အတွက်လိုအပ်တယ်ဆိုလို့ရှိရင်ဘာကြောင့် ျွန်တို့အချိန်ဆွဲနေဦးမှာလေအခုကစပြီးတော့မှကျွန်တော်တို့ရဲ့စားသောက်မှုစနစ်တွေကိုကိုယ်တွေသာမကပါဘောနော်မိသားစုတစုလုံးကိုသာပြောင်းလဲသင့်နေဆိုလို့ရှိရင်ပြောင်းလဲသွားဖို့အတွက်ပြောချင်ပါတယ်ဆိုတော့ဒီဒီဘက်ကတော့ဒီလောက်ပါပဲနောက်တစ်ဘက်မှာပြန်ပြီးတော့မှစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ပါဝင်ပြီးတော့မှကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်